15ရက်6လ2025မှသည်15ရက်9လ2025တနင်္လာသားသမီးများအတွက်တက်လာတာကံဒီမာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာမင်္ဂလာပါဗျာကျန်ချင်းမြန်မာပြည်ပါရှင်ညာမီမိသားစုမှကြိုဆိုပါရစေဗျာ15ရက်6လ2025မှသည်15ရက်9လ2025 တနင်္လာသားသမီးများအတွက်တက်လာတာကံဒီမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီအချိန်မှာတော့တနင်္လာသားသမီးတွေနှစ်ပတ်သက်တဲ့ကံတော့အထူးကောင်းမွန်တဲ့ကာလမျိုးဖြစ်ပြီးအထူးသဖြင့်လူကံပွင့်တယ်လို့ငွေကြီးနဲ့ပတ်သက်တဲ့ကံပွင့်တဲ့ကာလမျိုးတွေလည်းဖြစ်ပါတယ်ဗျာတင်းလဲလာသားသမီးကဒီချိန်မှာကိုကိုကိုရင်ကိုမိသားစုကိုလုံငါထီလေးတွေနဲ့ပတ်သက်လို့ကံဆမ်းမယ်ဆိုလို့ချင်းဒီချိန်မှာထီအမြန်ဆုံးပောက်တတ်ပြီးတော့အမြင့်ဆုံးထီတွေပောက်တတ်တာဖြစ်တဲ့အတွက်ဒီတစ်ပတ်ထွဲမှာတော့ဒီလာထဲမှာတော့ ထီကန်လေးတွေအထူးဆန်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကန်တွေအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်။နော်ကျွန်တော်တို့ဒီတရတာဒီလွက်နေကမှာအင်္ဂလိပ်လို15ရက်ဒါဒေချန်ဆိုတော့အများဆုံးပဲအင်္ဂလိပ်လို73ရက်နဲ့79ရက်ကြာမှာဒေချန်ကြတာပုံစံဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နက္ခတ်တွေနဲ့ပြောင်းလဲတဲ့အခါမှာ15ရက်ပတ်ဝန်းကျင်မှာလည်းကျွန်တော်ဓာတ်တင်ဓာတ်ရေးလုပ်တဲ့အခါဒီအစဉ်ပြေတတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လာစမ်းလို့ရှင်15ရက်လောက်အဆင်ပြေပြီ15ရက်လောက်အဆင်မပြေတာဘူးပြဒါကြောင့်15ရက် လာသန်းအင်္ဂလိပ်လိုလာသန်း15ရက်ကနောက်လာ15ရက်အထိကျွန်တော်ဓာတ်တင်တက်ရိုက်မှသူတရားလုံးအဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့သူများနဲ့မတူသောထူးခြားပြောင်းလဲမှုတွေနဲ့ပြောင်းလဲပြီးတော့တလာတာကန်ဒီတင်ပြနေတာဖြစ်ပါတယ်ဗျာ။တင်လဲလာသားသမီးဒီချိန်မှာအိုးဝင်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စမှာတော့ကိုကိုရင်ကိုမိသားစုလုံငါအဟောင်းအလူဟောင်းလုံငါဟောင်းနေနဲ့ပြန်လဲဆုံးတက်တယ်။အိမ်နေဆောင်မယ်ဆိုလို့ရှိရင်အဟောင်းနဲ့တင်းနဲ့ပြန်လဲတိဆောက်အပ်တတ်တယ်။အိမ်ဝိုင်းနေဝယ်မယ်ဆိုလို့ရှိရင်လည်းလူနေပြီးသားအိမ်ဝိုင်းမျိုးတွေ မှာပြပြီးတော့နေရတတ်တယ်။အိမ်လေးလေးပါပြီးသားအိမ်မျိုးလေးတွေရတတ်တဲ့ကာလမျိုးဖြစ်ပါတယ်။အိုးအိမ်လောက်ကနေပတ်သက်တဲ့ကိစ္စမှာယာယီအဲလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာအဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်အိုးအိမ်လောက်ကနေပတ်သက်တဲ့အဆင်မပြေကြတဲ့တဲ့လည်းသာသမီတွေအားလုံးလို့ဟာအင်္ကာတော့အရှိတောင်တော့လှည့်ပြီးမှဆုတောင်းအဆုတောင်းတဲ့တဲ့မှာဘာမှမကိုင်းမနေအတင်းလူရဆာနာတစ်ခုခုနဲ့ပတ်သက်မှာအင်္ကာတော့အရှိတောင်တော့လှည့်ပြီးဆုတောင်း အာကျွန်တော်အိမ်လေးလိုချင်တယ်ဗျာအလုပ်ကမရှိဘူးလောက်ကရမှာဖြစ်မှာအာကျွန်တော်အိမ်လေးလဲစောက်ချင်တယ်အဲ့ဒီကိစ္စတွေအဝင်လောက်ကနေပတ်သက်တာပိတ်ဆို့နေပိတ်ဆို့နေတဲ့ကိစ္စတွေအများဆုံးပွင့်လောက်အောင်ကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တော့လှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့အဝင်လောက်ကများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဒါတခုနောက်တခုအဝင်လောက်ကနေပတ်သက်တဲ့အစဉ်ပြေခြင်းတွေသူဖျားမှာပေါ့ဗျာကျွန်တော်တပြေဆိုဆက်တင်ရောက်တပြေလေးအောင်တပြေလေး တပြေးညအာဆီယံတပြေးလေးတွေတပြေးစုဆက်တင်ညဖျားကိုလှူအလှူလို့ချင်းလှူအားတော့ကျွန်တော်ရာဟုတောင်းမှာလှူရင်တော့ကောင်းတယ်ဗျဒါမှမဟုတ်တင်းနေလာတောင်းမှာလှူကြိုက်တဲ့နေရာကိုလှူလှူတဲ့အခါမှာမြတ်စွာဘုရားတကယ်ရည်ဒီတပြေးများအောင်တပြေးများလှူတန်းရတဲ့အကျိုးကြောင့်ဘုရားတူတော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပိတ်ဆို့နေတယ်အဲ့ဒါကြောင့်ပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးပွင့်လာအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းရာဟုတောင်းအနောက်မြောက်တောင်းဒါမှမဟုတ်တင်းနေလာအရှိအယာမှာ ာဆီယံတပီလီစက်တညွန်လေးလှူဒန်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့အိုးရင်လောက်ကံများဒီလအတွင်းမှာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်ဒီကာလမှာအောင်မြင်ကြောကြတတ်တာဖြစ်တယ်လေတင်းလင်းလာသားသမီးအားလုံးကငွေကြီးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့ကိစ္စမှာစနစ်တကျလေးစစ်စစ်ကုတ်ကုတ်နဲ့စီမံချက်ကလေးထားပြီးလုပ်မယ်ဆိုရင်အောင်မြင်ကြောကြတော့မှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့လူပုဂ္ဂိုလ်အားလုံး အထူးသဖြင့်တနင်္လာသားသမီးတွေဟာအင်္ကာတော့အရှိတောင်းတောင်းလက်ကျွန်တော်ဆက်လက်ကလေးကိုကိုင်းပြီးတော့၃ဂျီတီတီဆူတော့အသင်ဆက်လက်ကလေးရဲ့နော်ကျွန်တော်အဲဒီပတ်စံလိုနေတယ်ကျွန်တော်လိုတဲ့ပတ်စံဘလောက်ရွေးရပြီးရမှာဘလောက်ရမှာဘလောက်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ကိစ္စလေးတွေမြန်ဆုံးဆင်ပြီးအောင်ကုညီစောက်ရောက်ပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်းတောင်းလက်ဆက်လက်ကလေးကိုကိုင်းပြီးမှဖက်ချန်းဆက်လက်ကလေးကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ငွေကြေးများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။အဓမ္မမူရင်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတသုံးတရာရှိတဲ့လူကဖရာတစုရဲ့အင်္ကာတောင်းမှာဇင်းညို့ဆိုရှင်းညို့အလူဒန်းပြီးတော့ဆူတောင်းပြတ်သောဖရာတခင်အားစီမံပြီးတော့ဇင်းညို့ရှင်းညို့များလူဒန်းမာရီဤသို့လူဒန်းနဲ့ကံကြောင့်ဖရာတပည့်တော်မှာငွေကြီးနဲ့ပတ်သက်မှာပေးစရာဘလောက်ရစရာဘလောက်လိုချင်တာဘလောက်အဲ့ဒီကဒီငွေကန်ဒီပိတ်ဆုံးနေပါလေငွေကန်ဒီပိတ်ဆုံးနေတဲ့ငွေကန်ဒီအမြန်ဆုံးပွဲလောင်း ကူညီစောင့်ကြောက်တော်မူပါသူဘုရားသခင်ရဲ့အင်္ကာတော်မှာဇင်းညို့ရှင်းညို့လှူဒန်းမယ်ဆိုလို့ရှိရင်လှူဒန်းပြီးတဲ့အချိန်ရနလာရရပြည့်ပြောရင်၃ရက်နောက်ကြပြောရင်၁၀ရက်အတွင်းမှာငွေကြီးနဲ့ကံများအများဆုံးပွင့်လာမှာဖြစ်ပါလေဗျာဒီချိန်နဲ့စိတ်နဲ့လူနဲ့မကပ်ဘူးစိတ်ကမြန်နေလူကနောက်ကြကြံခဲ့တယ်စိတ်တဲ့လူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်မြန်ပြီးတော့လူအစင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စအစင်ပြေခြင်းနဲ့ပုံကိုယ်ကြီးတည့်ပင်ရတည့်ရွယ်ကလေးကိုဂိုင်းပြီးမှ အင်္ဂါတော့အရှိတောင်တော့လှည့်ပြီးတော့ဆူတော့အတင်သေးရဲ့ကလေးကျွန်တော်စိတ်တွေမြန်းနေတယ်ကျွန်တော်စိတ်တွေညစ်နေတယ်ကျွန်တော်လူချင်းတဲ့ကိစ္စအတော့ကျွန်တော်လုပ်ကဲမကောင်းဘူးလုပ်ကဲကောင်းခြင်းနဲ့ငွေကြီးအဆင်မပြေငွေကြီးအဆင်ပြေခြင်းနဲ့ကျွန်တော်ရောင်းဝယ်လည်းမကောင်းဘူးအရောင်းဝယ်လည်းကောင်းခြင်းနဲ့အိမ်မှာလည်းပူညာပူညာလုပ်နေတယ်အဲ့ကိစ္စတွေနဲ့ပတ်သက်လို့ငိမ့်ညံ့နေတယ်ဗျာငိမ့်ညံ့အောင်အများဆုံးကူညီဆောင်ပါဆိုရတဲ့ရဲ့ကလေးကိုကိုင်းကင်ပြီးမှအင်္ဂါတော့အရှိတောင်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင် တဲ့ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားသည်မှာဖြစ်ပါလေဗျာနော်ကိုနဲ့နင်းနဲ့ဆက်သက်တဲ့လူအလူယောက်ျားတွေနဲ့ပတ်သက်တာကိုယ့်ရဲ့ဒေတာမဟုတ်တဲ့တခြားရဲ့ဒေတာရောက်တဲ့တေကိုယ့်ရဲ့ကိုဒေတာမှာလောက်ကိုင်းနဲ့ပတ်သက်တာအဆင်မပြေဘူးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအလူဆန္ဒမပြည့်တတ်ပါဘူးဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်တဲ့အတွက်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ပြက်တဲ့လူယောက်ျားတွေနဲ့ပတ်သက်တာအဆင်ပြေခြင်းတည်တည်လေးတစ်လုံးကိုကိုင်းတောက်ကြမြောက်ရကိုလက် လှည့်ပြီးမှဆိုတော့အတင်းသေးသည်လေအိမ်မှာကြီးတဲ့လူယောက်ျားတွေဓာတ်ပြက်နေတယ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ကလေးတွေအများဆုံးအဆင်ပြေပြီးပြေးကျင်းလာဒါကြောင့်အများဆုံးအဆင်ပြေအောင်ကုနီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှသေရွက်ကလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေလူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုနေနည်းနဲ့ဆက်တဲ့မင်းအုတ်ထုတ်တဲ့မင်းဒီချိန်မှာငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှု ငွေကြေးနဲ့ပတ်သက်တဲ့အဆင်မပြေမှုငွေကြေးနဲ့ပတ်သက်တဲ့မုန်တန်းလုံးမှုတွေကြုံတွေ့နေရတဲ့ကာလမျိုးဖြစ်ပါတယ်မင်းလိုတတ်မှတ်ထားတဲ့လူတွေကတော့ဒီချိန်မှာငွေကြေးနဲ့ပတ်သက်တဲ့လက်စားမှု ပုံပြင်ကြုံတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်သူ့မှာတော့ငွေကြေးတွေဆင်းပြီးတော့ကျန်တဲ့လူကတော့မြေကြီးကျလာတယ်ထွက်လာတယ်မြေကြီးဒီပစ္စည်းတွေကိုယူဆသုံးနေတာဖြစ်ပါတယ်ဗျာအကြောင်းမင်းတက်ပြက်နေပါတယ်ဒါကြောင့်တက်ပြက်နေတဲ့မင်းတက်ပြက်နေတဲ့လူတွေနဲ့ပတ်သက်တာအဆင်ပြေခြင်းတွေတင်းငွေတွေကြောင့်အရှိမရောက်တော့လှဲ့ အုံညုံလေးချောင်းညုံလေးကိုကိုင်းပြီးမှဆူတောင်းအသေးအုံညုံလေးကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့လုံမဲ့အပြောက်ချွေရာဒူးဒူးနဲ့ပတ်သက်တဲ့လုံမဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုံမဲ့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်တာအဆင်ပြေခြင်းနဲ့ဗျာအမြန်ဆုံးအဆင်ပြေအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းနောက်တနေ့ဝင်နေတော့အရှိမရတော့လက်ပြီးမှအုံညုံလေးကိုင်းပြီးမှဆူတောင်းသူတို့ရင်တော့မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းချွေရာဒူးတူနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့ဒါပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအရှင်းပြပါမှာဒါကြောင့် နော်အခီးကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခွင့်မရဘူးပြောခီးစကားအလုံးဝဝတ္တတာဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေတတ်ဘူးစိတ်ထဲမှာတခုခုကိုတခုခုသွားလာတဲ့ကမှာစိတ်မချတယ်လို့ခံစားပြီးသွားတယ်လာတယ်ခီးစကားတွေပိတ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ခီးစကားတွေပိတ်နေဘုံဒူတောင်ရကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရဲ့ကျွန်တော်ခီးတွေသွားမယ်ဘယ်ခီးတွေသွားမယ်အဲ့စကားတွေပြောမယ်အဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ ။တကြောင်ကျွန်တော်သွားတော့ခီးမပြောတော့တကားများအောင်မြေကျော်ကြောင်ကိုကြီးစောင့်ရှောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလှည့်ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆုံနေတဲ့ခီးစကားများအများဆုံးပွင့်လန်းသွားမှာ ဖြစ်ပါတယ်။ဒီအချိန်မှာရိုးရာတွေပေါ်မှဖြစ်မှာမယ်။ရိုးရာပေါ်မှဒုရာကျော်မှဖြစ်ပါတယ်။အစိုးရနဲ့ပတ်သက်တဲ့အမှုခင်းပြဿနာအချုပ်တန်းအပြဒနာအဲ့ဒီအချိန်เนี่ยဒီအချိန်မှာငွေကြီးကြောင်ဖြစ်ပေါ်တဲ့ပြဿနာတွေပေါ်ပြတ်ပါတယ်ဆိုင်ကယ်ဖြတ်နေပတ်သက်ပြီးဖတ်မခံဘူးပတ်သက်မပြီးရင်ထောင်ကြအောင် ဲ့လိုမျိုးဖြစ်တာပဲရိုးရဖို့မှဒူးရကြုံမယ်ရိုးရဖို့လို့ရှိရင်ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးရိုးရမဖို့တော့အမှုခင်းပြဿနာတွေဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ရိုးရလေးတွေဖုံမဲဆိုလို့ရှိရင်တော့လဖဲ့လေးကိုတောက်လဖဲ့လေးတောက်ပြီးမှဆူတော့တဆုံးအကြာသာပတိအနောက်ရကိုလည်းလဖဲ့လေးတောက်ပြီးမှရိုးရဖို့လို့ဒူးရကြော်တယ်အမှုခင်းပြဿနာတွေဝေခွာပြီးရွှေတလေးငွေတလေးလူတိုင်းတန်းနေနေငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်အောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း ပုံကြစားပရိအနောက်ရကူလက်ရေလပိတ်လေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်ရိုးဝပေါ်လို့ဒိုးဝကြော်ပြီးမုခင်ပြဿနာတွေဝေးကွာပြီးငွေကြီးများဆူလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့တင်းနေလာသားသမီးတွေဒီ15ရက်6လ2025မှာဒီ15ရက်9လ2025တပတ်စာကံကြီးမာတွေဖြစ်ပါတယ်အထူးသဖြင့်ဒီတပတ်တင်းနေလာသားသမီးရဲ့တော့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအထူးကံကောင်းတဲ့ကံများဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာစနစ်တကျလေးတွေ ြုလို့မယ်ဆိုလို့ရှိရင်တော့တင်းတို့အဆင်ပြေမယ်ဈေးညိုလေးတွေကြွကြွတလုံးထဲမှာထဲဈေးညိုလေးရှိနေကြွကြွလေးတလုံးမှာချပြီးမိမိအိမ်ရဲ့အင်္ကာတော့မှာချိတ်ဆွဲပြီးမှမကြခဏလွှဲလွှဲပြီးစုတော့မှာ၆လဲထားလိုက်ပါတလားလုံးနာထားခမငွေကြီးနဲ့ပတ်သက်တဲ့ပိတ်ဆိုနေအကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်အဲ့ဒင်းလာတာသမီးတွေထီကန်လေးတွေနဲ့ပတ်သက်လို့ထီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့6တို့3တို့ခွန်းတို့3ညတို့6တို့5လုံးပေါ့ဗျာ6ခွန်း 6ည9 6ခွန်6ည3အဲ့ဒါမှာအမခွန်3တို့ခွန်6တို့ခွန်9တို့6ည9တို့6ခွန်တို့6ခွန်တို့အဲ့ဒီကဏ္ဍလေးလေးကန်ဆမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဒါကြောင့်အောင်မလေးဒီကိုနောက်ရကိုလည်းရေးလေးတောက်ပြီးမှစူတောင်းပြီးမှထီကံလေးတွေဆမ်းမယ်ဆိုရင် တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန်းပြီးတော့ငွေကြေးများအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရှေးကြမီမေသားသူကပေးတဲ့ရေရလေးရလိုလိုလေးလေးပေးနေတာဖြစ်ပါတယ်အထူးသဖြင့်တင်းတင်းလာသားသမီးတွေရဲ့ဒီချိန်မှာငွေကြေးနဲ့ပတ်သက်တဲ့နှိမ့်နှက်ဆက်သက်တဲ့ရေရလေးငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်လုံးလိုက်ခဲလဲဝင်သေးတဲ့ရေရည်အလေးကိုတိစောက်မယ်ဆိုရင်တင်းတို့မှာငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့် ဝေးကြီးလိုအပ်တဲ့ပုံများကြာသပတိအနောက်ရကူလည်းလပဲ့လေးတောက်တော့ပြီးမှဆူတော့ဒီကံလေးတွေပွင့်မယ်နော်အင်္ကာတော့အရှိတောင်တော့လည်းဇင်းညုံလေးကိုရှိညုံကိုထားပြီးတော့လွဲ့လွဲ့ပြီးရဆူမှာတင်းတော့မှာငွေကံလေးတွေပွင့်ရုံမကဒီကံလေးတွေစမ်းမယ်ဆိုရင်63093ညဆိုတဲ့ကံလေးတွေစမ်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆုံနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အထူးသဖြင့်69ခွန်ကိုလို့နော်အရာလေးကြီးကန်ဆတ်မှာသင်တို့မှာပိတ်ဆိုနေတဲ့ဒီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း ရွှေညာမိမိသားသူကိုစားဆရာကြီးမြန်မာပြည်မှာလေးလေးဆက်ဆက်တင်ပြပေးလိုက်ပါရဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ